တရင်သမားတွေအခွင့်အရေးရဖို့အတွက်မြန်မာနိုင်ငံသတင်းစာဆရာများအသင်းမန္တလေးကအမှုဆောင်အသင်းပြန်လည်ရွေးချယ်ခဲ့ပါတယ်။လင်းဆက်အောင်ကသတင်းပေးပို့ထားပါရရှင်။မြန်မာနိုင်ငံသတင်းစာဆရာများအသင်းမန္တလေးရဲ့အမှုဆောင်အသင်းပြန်လည်ရွေးချယ်ရင်းနဲ့အသင်းကြီးလက္ခဏာကိုဇူလိုင်လ16ရက်နေ့ကမန္တလေးမှာပြုလုပ်ခဲ့တာပါ။ပြန်ရွေးချယ်ပွဲ ပဲဟိုစင်းနေရှိနေတယ်ဆိုတော့ဒီလကံဘွဲကိုမန္တလေးတိုင်းဒေသကြီးအတွင်းကစာရေးဆရာတွေနဲ့စာနယ်ဇင်းမီဒီယာသမားတွေ50ကျော်လောက်တက်ရောက်ခဲ့ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့တက်တန်းတွင်းမှာဒင်းသမားတွေအများအထောင်ကျတယ်ခုထိတရားရုံးမှာရင်ဆိုင်နေရတဲ့သူတွေလည်းရှိတယ်ဥပမာထူးခြားဆိုဥပမာ level ကို18ရောက်ထိတရားစွဲတာတွေကဒါတော့ယူဆပါတယ်သို့တော်ဒါတွေကတော့ကျွန်တော်မတွေ့မသိရင်ဆိုင်မှာပဲ ွေးပွဲနီးတာတာတဲ့အပြဘူရင်ဆဲမှာအဲ့တော့ကျွန်တော်တို့ MG ပေါ့နော်ခြားကျွန်တော်ညီတော်ဝေးစီတွေရှိပါတယ် MGU MGN တို့ရှိပါတယ်ဒီမှာလည်းခုဖြစ်အောင်ဖွင့်ထားတဲ့ဖွင့်လည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးကညီညွတ်နဲ့အဲ့ဒါကျွန်တော်တို့ဒင်းတော့ကခိုင်မာဖို့အတွက်လုပ်သွားဖို့တို့ပါတယ်အဲ့ကျွန်တော်တို့ MGE နေနေနေကတော့ကျွန်တော်တို့ဖွင့်ဝင်ဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေဒင်းသမားတယောက်ထောင်ကျတယ်ဆိုရင်ကျွန်တော်တို့ ကျွန်တော်လည်းလည်းရှာဖွေပြီးတော့ကျွန်တော်ဆက်သွေးပြီးကျွန်တော်ဖတ်ပတ်နေလို့ရှိပါတယ်။အမှုဆောင်အဖွဲ့အောင်းကိုဖျက်သိမ်းခဲ့ပြီးအမှုဆောင်တင်ဆလဲဦးကိုပြန်လဲရွေးချယ်ခဲ့ကြပါတယ်။ဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့အတွင်းမှုတို့ကိုပြန်လဲရွေးချယ်ခဲ့ရမှာဥက္ကဋ္ဌဖြစ်ကိုဥပဦးထရိတ်တိုင်းဒုဥက္ကဋ္ဌဖြစ်မန်ကိုကိုမန္တလေးနေစဉ်အတွင်းမှုဖြစ်ကိုထွန်းနှွန်ဝင်းဆွေမန္တလေးတွဲဘက်အတွင်းမှုဖြစ်ကိုမင်းတင်မန္တလေးခေတ္တကိုရွေးချယ်တင်နောက်နိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံသတင်းစာဆရာများအသင်းမန္တလေးကို2023ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ 这个绿色好吗？啊嗯啊